ဒီနှစ်ကရှေ့နှစ်ထပ်ပို့ပြီးတော့ကောင်းကျင်တယ်မတူညီတဲ့အတွေ့အကြုံကောင်းနေလူကျင်တယ်ဒါကြောင့်မလို့မလုတ်ဖူးတာတွေလုတ်ပြီးတော့မတိသေးတာတွေတင်ရတဲ့အခါ vulnerable ဖြစ်ရတဲ့တတိမှမရှိရင်အောင်မြင်မှုရှိရင်တောင်မှ စိတ်တက်ကြပြီးတော့မပြောဖို့ chance ကများပါတယ်လွန်ခဲ့တဲ့9နှစ်ကတိထားတတ်ထား လှုပ်ထားခဲ့တဲ့အတိုင်းဒီနှစ်ရောနောက်နှစ်ရော ပိုမလာဘူးဆိုရင်ကျွမ်းကျင်ပြီးပတ်ဝန်းကျင်မို့လို့အမှားနဲ့မဲတတောင်တတာရှိမယ်ဘဝဟာလွယ်ကူမယ်ဒါပေမဲ့ရှေ့ငါနှစ်ကနဲ့မတူတဲ့ပိုကောင်းတဲ့ရလတ်ကိုတော့ထူးခြားပြီးတော့မျောလင်းလို့မရဘူးပေါ့လीနော်အကယ်၍အဲ့လိုမျောလင်းပြီးလို့တိုးတက်မှုရှိမှဖြစ်မယ်ဆိုရင်တော့ပိုပြီးတော့ပြင်ပန်းမယ်အမှားလေးတွေလည်းရှိမယ် ညလုံးစိမ့်နေနဲ့လည်းကြည့်ခံရတာဖြစ်နိုင်တယ်။တချို့မိတ်ဆွေတွေဆုံရှုံတာမျိုးလည်းရှိတတ်တယ်။တချို့ချိန်တွေမှာ ကိုတယောက်တည်းရင်ဆိုင်နေရပါလားလို့လည်းတွေးကောင်းတွေးမိပါလိမ့်မယ်။ရှေ့လန်းဟာ wood water နဲ့ confuse ဖြစ်နေတဲ့အချိန်တွေလည်းရှိပါမယ်။ကိုကအပေါ်တက်ချင်တာ ਊ လीနော်။လမ်းသစ်ဖောက်ချင်တာ ਊ ။ဒီတော့ဒီလိုခီးမှာငါလုပ်ရင်အကုန်ဖြစ်တယ်ဆိုတဲ့ confidence ကလည်းလိုသလို့ ငါအကုံတော်ငါအကုံတက်အမှားမလုပ်တဲ့ကိုတက်ပမတက်ပလို့တွေးရင်တော့အိမ်မရတဲ့ညတွေနဲ့ stress တွေပြီးပါမယ်။ကိုကအယီချင်းရှိတဲ့လူပါလို့ယုံကြည်ရင်းကပဲတခါတလေ ကိုပင်ပန်းနိုင်တယ်။အမှားလည်းရှိနိုင်တယ်။အမြဲတမ်းပြုံးမပြတာလည်းဖြစ်နိုင်တယ်။တခါတလေစိတ်သွားတိုင်းကိုမပါနိုင်သလိုကိုရှိတဲ့နေရာမှာစိတ်မရှိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်မျောလင့်ထားတယ်လို့သူမဟုတ်လူတွေကိုကိုမျောလင့်တယ်လို့မျိုးကိုကလုံးမပြနိုင်တဲ့အခောက်တွေလည်းရှိပါမယ်ဒါတွေဖြစ်နေတာနဲ့ပဲအယီချင်းမရှိရဲ့သူမဟုတ်ပါဘူး smart ဖြစ်ပါတယ်ဆိုရဲတကယ်ကဘာကျော်ပုံကိုယ်တွေမှာလည်းဒီလိုချွင်းချက်လေးတွေတစ်ခါတည်းရင်ရှိတတ်တာပါပဲ24နာရီ9ရက်ပတ်လုံးချွင်းချက်မရှိပြောင်းလက်နေအောင်တော်နေစရာမလိုပါဘူးရီမန်းချက်ကြီးလို့ရတယ်ဒါပေမဲ့အမြဲတမ်း ပြီးပြည့်စုံနေဖို့အတွက်ကိုကိုကိုမျှော်လင့်လို့မရပါဘူး။ဘလောက်ပဲအောင်မြင်သည်ဖြစ်စေအေးဝဝအိတ်မပြောရင်အဲ့ဒါအောင်မြင်မှုအစစ်မှန်မဟုတ်ပါဘူး stress management နဲ့ပတ်သက်လို့ကျမတို့ဒီမကိုချင်းမှာ positive psychology self regulation စတဲ့ class လေးတွေရှိပါတယ်စိတ်ဝင်စားတဲ့ဆိုရင်ဒီမကိုချင်း facebook page ကိုပဲဖြစ်ဖြစ် telegram channel ကိုပဲဖြစ်ဖြစ်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်